မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မကွေးတိုင်းအောင်လံမြို့ပေါ်ကားကိတ်ဝင်းဟောင်းမှာရှိတဲ့လူနေအိမ်ဆိုင်ခန်းများကိုမဖျက်ဆီးရန်ပြည်သူများကရှစ်ခိုးပြီးတော့တောင်းပန်နေတော့လဲစစ်တပ်ရဲနဲ့စီပင်များကအတဲအထမအင်အားသုံးပြီးတော့ဖြိုချဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်ပိုင်းကမကွေးတိုင်းအောင်လံမြို့စမ်းချောင်းရက်ကွာ၁၈လမ်းနဲ့၁၉လမ်းကြားကားကိတ်ဝင်းဟောင်းမှာရှိတဲ့လူနေအိမ်ဆိုင်ခန်းများကိုရဲစစ်တပ်နဲ့ စီပင်များကဝေးရောက်ဖြတ်စည်းရန်စ조사နေတယ်လို့သိရပါတယ်ပြည်သူများကထိုင်ကြော့နေတဲ့အတော့ဆိုင်ကန်၄ကန်းကိုဖြတ်သိမ်းကာကြန့်ရှိတဲ့ဆိုင်ကန်းများကိုယခုခါအတိအရမဝင်ရောက်ပြီးတော့ဖြတ်စည်းနေတယ်လို့သိရပါတယ်။စိုင်ကန်းနဲ့နေအိမ်ကစုစုပေါင်း52ခန်းရှိပါတယ်။အခုတော့လူမနေတော့တဲ့စိုင်ကန်း၄ခန်းကိုစပြီးတော့ဖြတ်နေပါတယ်။အဲ့ဒီစိုင်ကန်းတွေကလွန်ခဲ့တဲ့နှစ်30လောက်ကတည်းကအခန်းကိုဝယ်ပြီးတော့ လာစဉ်ပတ်စံသွင်းပြီးတော့နေကြတာစစ်တပ်ကဘာရောကြီးမှမပေးဘဲနဲ့အခုဖြတ်နေတာလို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်ဒီကနေ့မနက်ပိုင်းမှာစိုင်းကန်းနဲ့လူနေအိမ်များကိုဖျက်ဆီးရန်စစ်တပ်ရဲနဲ့စီပင်များကလက်နက်ခဲယံအပြည့်စုံနဲ့လမ်းများကိုပိတ်ဆို့ပြီးတော့ဗဟိုးများမြေကိုစံများနဲ့အတူရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒါကိုပြည်သူများကအော်ဟစ်ငိုယူပြီးတော့တောင်းပန်နေကြတယ်လို့သိရပါတယ်အမျိုးသမီးတွေကလည်းအော်ဟစ်ငိုယူပြီးတော့တောင်းပန်နေတာပေါ့ နောက်တော့ညှိလိုက်တော့စိုင်ကန်း42ခန်းမှာအခု၄ခန်းကိုဖြတ်လိုက်တယ်အထအမိတ်ရဆိုပြီးတော့ရွှေပေးလို့လည်းမရဘူးလို့ပြောနေတယ်ပြည်သူတွေမှာငလျင်ဘေးကြောင့်ဒုက္ခရောက်နေတဲ့အချိန်စိုင်ကန်းတွေလည်းအဖြတ်ခံရတော့တော်တော်ကိုဒုက္ခရောက်နေကြရပါတယ်လို့ဒေသနေပြည်သူကဆက်လက်ပြောပြထားပါတယ်အချက်မဲ့စစ်တပ်ကအောင်လံမျိုးပေါ်မှာပြည်သူများနေထိုင်တဲ့ရက်ကွာနေအိမ်များကိုကျူးကျော်ဆိုပြီးတော့ဖျက်ဆီးခြင်းဌာနဆိုင်ရာမြေဆိုပြီးတော့ ဖြတ်စည်းခြင်းများကိုစစ်အာဏာသိမ်းပြီးတဲ့အချိန်2021ခုနှစ်ကစတင်ပြီးတော့လုံဆောင်လာနေတယ်လို့သိရပါဗါဒ်အောင်လံမြို့ပေါ်မှာဖြစ်ပေါ်နေတဲ့စစ်တပ်ရဲနဲ့စီပင်ရဲ့မတရားနေအိမ်များကိုဖြတ်စည်းနေမှုတရင်များတင်ပြမှုကြောင့်စစ်တပ်ကနေအိမ်ဖြတ်စည်းနေတဲ့အနည်းဝန်းကျင်ကပြည်သူများအလုံးရဲ့မိုဘိုင်းတယ်လီဖုန်းများကိုဓာတ်ပုံနဲ့ဗီဒီယိုများရိုက်ကူးခြင်းမပြုရန် အတိအကျမှလိုက်လံသိမ်းဆည်းလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မန္တလေးတက္ကသိုလ်အနီး38လမ်း82လမ်းနဲ့83လမ်းကြားမှာရှိတဲ့6ထပ်အမြင့်ရွှေဝင်းအမျိုးသမီးအဆောင်ငလျင်တန်ကျောက်ပြိုကျပျက်စီးသွားရမှာအချိန်မီကူညီကယ်ဆယ်ရေးတွေမလုပ်နိုင်ခဲ့ပဲနဲ့ရှေ့ရက်အကြာဧပြီလ9ရက်နေ့မှသာစတင်တူဖော်မှုတွေကိုပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနက်၈နာရီကျော်ဝင်းကျင်လောက်ကစပြီးတော့ဖြိုဖို့စတင်ပါတယ်။အဲ့ဒီအချိန်တုန်းက ဓာတ်ပေါ်တွေအလောင်းတလောင်းကိုသာတွေ့ရပြီးတော့ထုတ်မရသေးတာကြောင့်အချိန်ကြာမှထုတ်လို့ရခဲ့ပါတယ်စုစုပေါင်းအဆောင်ပိုင်းရှင်မိမအပါအဝင်အလောင်း၃လောင်းတွေ့ပါတယ်လို့တေဆုံးသူနဲ့နိစတူတူကပြန်လည်ပြောပြထားပါတယ်ငလင်တန်းကြောင့်အဆောင်ရဲ့အောက်ဆုံးထက်နဲ့ ခတ်ခိုးပြိုကျကာပိတ်မိနေသူတွေရှိခဲ့တာကြောင့်ကုညီကန်ဆယ်ရေးတွေလှုပ်ဆောင်ပေးဖို့လွတ်မြောက်လာတဲ့အဆောင်သူတွေကအဆောင်တာဝန်ရှိတဲ့သူတွေကိုမက်လာ28ရက်နေ့ကလေးကတောင်းဆိုခဲ့ကြပါပြီ။ကုညီကန်ဆယ်ခွင့်မရခဲ့ဘူးလို့ဆိုပါတယ်။အဆောင်ပိုင်ရှင်အမျိုးသမီးတဦးသာကြံနေပြီးတော့အခြားပိတ်မိသူမရှိကြောင်းအဆောင်ကတာဝန်ရှိသူတွေကညှင်းဆိုခဲ့ပြီးတော့မနေ့ကတော့အဆောင်ဘက်ကနေအပုံနဲ့နေထွက်လာလို့ရက်ကွက်ကပါရှာဖွေကန်ဆယ်ရေးလှုပ်ဖို့ပြောဆိုလာပြီးတဲ့နောက် အခုလိုမျိုးရှေ့ရကြာမှရှာဖွေရေးတွေစတင်လှုပ်ဆောင်လာတာဖြစ်တယ်လို့အဆောင်သူတွေက ပြောပါတယ်အရင်နေ့တွေကပိတ်မိနေတဲ့သူတွေကြံနေခဲ့တဲ့သူတွေရှိပါတယ်လို့အဆောင်သူတွေပြောတာတော့မှ မကြံဘူးပဲပြောပြီးတော့နေခဲ့တာစဖြစ်တဲ့နေတုန်းကပြောတာကိုဒီနေ့မှအဆောင်ကိုစပြီးတော့ရှဖွေတာပါလို့တေဆုံးသူအဆောင်သူနဲ့ရင်းနှီးသူအမျိုးသမီးတွေကပြောပြထားပါတယ်6ထပ်အမြင့်ရှိတဲ့ရွှေဝင်းအဆောင်မှာအဆောင်ရဲ့အပေါ်၄တပ်ဟာအဆောင်သူတွေနေထိုင်ကြပြီးတော့အောက်ဆုံးတပ်မှာစိုင်ကယ်နဲ့ကားရန်နာထားဖို့အတွက်အောက်ဆုံးတပ်ရဲ့အပေါ်ထပ်ခိုးမှာအဆောင်ပိုင်ရှင်နေထိုင်တာဖြစ်တယ်လို့အဆောင်သူတွေကပြောပါတယ်အဲ့ဒီအဆောင်မှာအဆောင်သူအယောက်၄၀ကျော်နေထိုင်ပြီးတော့ငလျင်လောက်ခတ်တဲ့အချိန်မှာကားနဲ့စိုင်ကယ်ထားတဲ့အောက်ဆုံးတပ်နဲ့အဆောင်ပိုင်ရှင်နေထိုင်တဲ့ ထက်ခိုးကပြိုကျသွားတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာအလောင်းပေါ်လာတဲ့သေဆုံးသူ၃ဦးထဲက၁ဦးဟာ အဆောင်သူအသက်24နှစ်အရွယ်အလှပရေးရာ beauty blogger မအီတော်ရာခေါ်ဆိုရာနောက်တဦးကအဆောင်ပိုင်ရှင်ရဲ့အမျိုးသမီးနဲ့နောက်တဦးကတော့ဘသူဘဝဆိုတာကိုမသိရသေးဘူးလို့ပြောပါရယ်မအီတော်ရာခေါ်ဆိုရာရဲ့ရုပ်အလောင်းကိုအဆောင်ရဲ့ဒုတိယအထက်မှာကြောက်ပြပိလျက်ရှာဖွေတွေ့ရှိခဲ့ပြီးတော့အေပီလ9ရက်နေ့မှာအလောင်းကိုထုတ်ယူနိုင်ခဲ့တယ်လို့သေဆုံးသူနဲ့နီးစပ်တဲ့သူတွေကပြန်လည်ပြောပြထားပါရယ်ဒါအပြင်ရွှေဝင်းအဆောင်မှာပျောက်ဆုံးသူတွေရှိနိုင်တယ်လို့အဆောင်သူတဦးကထပ်ပြောပါရယ် CCTV တွေရှိတယ်လေသူတို့ဘလောက်ပိတ်မိနေလဲဆိုတာတိတိယက်နဲ့ သူတို့လူတယောက်တည်းပဲပြိမိနေတယ်ပြောတာတော့လွန်လုံးပါတယ်ညမတော့မခံမတတ်တော့ဘူးအဲ့ဒီနေ့ကအခန်းဖော်ဖော်ချင်းရှာမတွေ့တဲ့သူတွေရှိသေးတယ်လို့ပြောပြထားပါတယ်ရွှေဝင်းအဆောင်မှာတိတ်ဆုံးသူနဲ့ပျောက်ဆုံးသူဘယ်နှဦးရှိတယ်ဆိုတာကိုတော့တိကျအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ် အဆောင်ရဲ့တာဝန်ရှိသူတွေဟာအဆောင်ပိုင်းပစ္စည်းတွေကိုသာအရင်တည်ယူပြီးတော့အဆောင်သူတွေရဲ့ကြံရှိနေတဲ့ပစ္စည်းတွေကိုပြန်ယူဖို့ကိုတာဝန်ယူလုံဆောင်ပေးခြင်းမရှိဘူးလို့အဆောင်သူတို့ကပြောပြထားပါတယ်။တချို့ကလူငားပြီးတော့တတ်ချရတာမျိုးလည်းရှိတယ်။သူတို့ကဘာမှတာဝန်ယူမပေးဘူးလို့ပြောတယ်။အဲ့ဒါနဲ့နောက်ရအုပ်ချုပ်ရေးမှုကိုတိုင်မှသူတို့ချပေးထားတဲ့ပစ္စည်းတချို့လည်းအုပ်ချုပ်ရေးမှုရုံးကိုထားပေးတာအစကဟိုဟိုဒီဒီဂိုဒေါင်တွေလာယူဆိုပြီးတော့ရှောက်ပြောနေတာ သူတို့ကိုအခြေအနေမင်းမြရင်တော့မှရရင်တည်တည်ပြန်ပြောပါတယ်သူတို့ကဘာတစ်ခုမှသူတို့နဲ့မဆိုင်တယ်လို့လုပ်နေပါတယ်ညီမတို့အားလုံးကအသက်လူပြီးတော့ထွက်ပြေးလာလို့အသက်ရှင်ကြံ့ရစ်ခဲ့တာလို့ပြောပြထားပါတယ်ရွှေဝင်းအဆောင်မှာအဆောင်လာကတလကိုတသိန်း2000ကျပ်ကနေပြီးတော့2သိန်း1000ကျပ်အထိအခန်းအမျိုးအစားအလိုက်ဈေးနှုန်းသတ်မှတ်ထားတယ်လို့အဆောင်သူတွေကပြောပါတယ်မန္တလေးမြို့မှာကုညီကဲဆဲရေးတွေစနစ်တကျမလုပ်နိုင်လို့အဆောင်အုံပြတ်တွေကြားထဲမှာပိတ်မိကတေဆုံးတဲ့သူတွေဟာအပုတ်နဲ့ရမှရှာဖွေရတဲ့ဖြစ်စဉ်မျိုးတွေ အများပြားရှိနေတယ်လို့မြို့ကန်တွေကပြောပါတယ်။မန္တလေးမြို့မှာငလျင်ကျောက်အဆောက်အုံပြိုကျမှုတွေမှာပိတ်မိနေသူတွေနဲ့တေဆုံးသူတွေကိုဖော်ထုတ်နေရဆဲဖြစ်ပြီးတော့ဧပြီလ၄ရက်နေ့အထိဆင်းရဲအရာမန္တလေးတိုင်းတွင်းမှာငလျင်ဘေးကျောက်တေဆုံးသူ2100ကျော်နဲ့ပျောက်ဆုံးသူအယောက်200ကျော်ရှိတယ်လို့စစ်ကောင်စီအုပ်စုကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်ငလျင်တရင်ကတော့မြန်မာနိုင်ငံအလဲပိုင်းမှာမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ဘေးကယ်ဆယ်ရေးလုံးမယ်မြည်သည့်အဖွဲ့အစည်းမဆိုးတိကျလွတ်လပ်စွာရပ်တည်ဆောင်ရွက်ခွင့်မရှိပဲချိုးတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ကစစ်ကောင်စီနဲ့ပူးရဲဆောင်ရွက်မှသာ ခွင့်ပြုမယ်လို့အကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုတ်လုတဲ့စစ်ကောင်စီရဲ့အထူးအစည်းအဝေးမှာအကြမ်းဖက်စိုးဝင်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ကိုကြီးကဲဆယ်ရေးအဖွဲ့အများအနေနဲ့ဤသည့်အဖွဲ့အစည်းမဆိုတီးကြလွတ်လပ်စွာရပ်တည်ပြီးတော့ဆောင်ရွက်ခွင့်မရှိပဲကြိုတင်ခွင့်ပြုချက်တောင်းခံထားတဲ့အဖွဲ့အစည်းများဖြစ်ရန်လိုအပ်ပြီးတော့သက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမှာဖြစ်တယ်လို့မူဝါဒတရအနေနဲ့ဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်းပြောဆိုလိုက်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်내ဝင်ကြီးဌာနများအနေနဲ့မိမိတို့တပ်ဆိုင်ရာနယ်မြေများကိုရောက်ရှိလာတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့များ NGO အဖွဲ့အစည်းများကိုမိမိတို့ကုညီကယ်ဆယ်ရေးအဖွဲ့များနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားရန်လိုအပ်တယ်လို့အကြမ်းဖက်ဆိုးဝင်းကပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကငလင်ဒန်းတဲ့ဒေသများကပြည်သူများထံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပိတ်ပင်ကန့်တတ်နေပြီးတော့အထူးသဖြင့်စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ပြည်သူများထံကိုအကူအညီများမရရှိစေရန်တားဆီးခြင်းတိုက်ခိုက်မှုများကိုလှုပ်ချင်းတို့ကိုဆောင်ရွက်နေကြောင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာယုံက ဧပြီလ၄ရက်နေ့မှာသတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။အကြမ်းမတ်စစ်တပ်ကတော်လိုင်းအဖွဲ့များစိုးမိုးနေတဲ့ငလျင်တန်းတဲ့နဲ့ဒေသကပြည်သူများထံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်ရှိစေရန်ကန့်သက်ပိတ်ပင်နေတယ်လို့သိရပါတယ်။ဒါအပြင် ်မက်စလာ28ရက်နေ့ကမလီလောက်ခတ်ပြီးတဲ့နောက်စစ်တပ်ကလေကြောင်းတိုက်ခတ်မှုအပအဝင်တိုက်ခတ်မှုပေါင်း53ခုကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတဲကမှစစ်တပ်ရဲ့တိုက်ခတ်မှုပေါင်း16ခုဟာအေပီလာ2ရက်နေ့စစ်ကောင်စီကအပြစ်ခတ်ရက်စဲတယ်လို့ကြေညာပြီးတဲ့နောက်မှလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့ကုလသမဂ္ဂကပြောဆိုထားပါတယ်။ပြည်တွင်းမှာလည်းစစ်ကောင်စီရဲ့တားဆီးမှုများအပအဝင်လုံခြုံရေးစိုးရိမ်ရမှုများကြောင့်သခိုင်းနဲ့ဘကိုတိုင်းအတွင်းမှာရှိတဲ့မလင်းဘေးတဲ့ပြည်သူများဟာလူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိခြင်းမရှိသေးဘူးလို့သိရပါတယ်။ ဒေတာပရဟိတနဲ့အလူရှင်များဟာစစ်ကောင်စီထိ ंछ ုပ်ထားတဲ့သခိုင်းမျိုးပေါ်မှာသာအကူအညီများလာရောက်ပေးအပ်နေကြပြီးတော့သခိုင်းမျိုးရဲ့ပြင်ပတော်လိုင်းတပ်များထိ ंछ ုပ်ထားတဲ့ဒေတာများကိုတွားရောက်လှူဒန်းရန်စစ်တပ်ကတားဆီးခြင်းများကိုခံနေရတယ်လို့ကယ်ဆယ်ရေးအဖွဲ့များကပြောပြထားပါတယ်။အလားတူပဲဘကိုးတိုင်းအတွင်းမှာရှိတဲ့ထန်းတပင်အုပ်တွင်းနဲ့တောင်ကုန်မြို့နယ်အတွင်းမှာရှိတဲ့ငလျင်ဘေးတဲ့နဲ့ဒေသများကိုလည်းလူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ရန်ဟာစစ်တပ်ရဲ့တားဆီးမှုကိုခံနေရတယ်လို့သိရပါတယ်။ တောင်ကုန်မြို့ပေါ်ကကြော်ပြီဆိုတာနဲ့ကျွန်တော်တို့ကိုအသွားမခံတော့ဘူးရိတ်ခါစံစီစားပါရင်လုံးဝကိုသွားခွင့်မပေးပါဘူးမြို့ပေါ်မှာပဲအလူပစ္စည်းတွေကိုထားခဲ့ရမှာလို့ပြောတယ်လို့ထားတယ်မဲ့မြို့မှာရှိတဲ့ငလျင်ဘေးတဲ့နဲ့ပြည်သူများကုညီရန်သွားရောက်ခဲ့တဲ့ပုပ်ပလိကအလူရှင်အဖွဲ့တချို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL သိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ9ရက်နေ့ည10:00နာရီဆက်တက်မနေ့ဝင်းကျဲအချိန်မှာအချမ်းပတ်စစ်တပ်ကနောင်ချုံမြို့နယ်နောင်လင်ကျေးရွာနဲ့နတ်ဆောင်ဟူကျေးရွာကို Jet Fighter နဲ့ပေါင်250ဘုံ၃လုံးလာရောက်ကျဲချခဲ့တယ်လို့သိရပါဗါတယ်။အခုလိုမျိုးကျဲချမှုကြောင့် ။နေအိမ်၄လုံးထိမှန်ပျက်စီးဆုံးရှုံးသွားတယ်လို့သိရပါရယ်။အကြမ်းမဆက်တက်ကဧပြီလ၂ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ခတ်ရဲစဲကြောင်ကျင်ညာခဲ့တော်လဲ။နောင်ချုံမြို့နယ်ကို၄ကြောင်ကနေပြီးတော့ဇက်တိုက်ဘုံတွေကျဲချနေတယ်လို့သိရပါရယ်။ဒါ့အပြင်ဧပြီလ၅ရက်နေ့မွန်လွယ်၂ :20 မိနစ်အချိန်မှာအကြမ်းမဆက်တက်ကမိုးကုံမြို့အနောက်ပိုင်းပင်းကူတောင်အောက်အနီးကိုလည်းဂျက်ဖိုင်တာနဲ့ဘုံနှလုံးလာရောက်ကျဲချသွားတယ်လို့သိရပါတယ်။အပြစ်ကရက်စဲချောင်းကျင်ညာပြီးတဲ့နောက်အေဘီလ3ရက်နေမှာတပိတ်ချင်းမြို့နယ်9မိုင်မှာလဲ Jet Fighter နဲ့၄ချိန်ဘုံရှစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ Match လ28ရက်နေ့မှာမြန်မာနိုင်ငံမှာပြည်အား9.8အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်နေတဲ့အချိန်မှာအကြမ်းမတ်စစ်တပ်က Jet Fighter နဲ့နောင်လင်ကျေးရွာအတွင်းပေါင်150ဘုံနှလုံးကိုလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်နေအိမ်၃လုံးနဲ့စာတင်ကျောင်း၂ကျောင်းထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွဲကတဖက်သက်အပြည့်ရဲ့ကြောင်းကျင်းလာပြီးတဲ့နောက်မှာအင်အားများပြန်လည်ဖြည့်တင်းခြင်းတိုက်ပွဲများအတွက်ထိုးစစ်ဆင်ခြင်းတိုက်ပွဲများမဖြစ်ပွားတဲ့နေရာများကိုလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခြင်းများကိုပြုလုပ်နေတယ်လို့သိရပါတယ်။အကြမ်းမဆက်တက်ကဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိအပြည့်ရဲ့မဲလို့ကြေညာထားတော်လဲအမှန်တကယ်လက်တွေ့မှာတော့စစ်ကြောင်းထိုးပြီးတော့လေးချောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လုံဆောင်နေတယ်လို့ NUG အပါအဝင်တော်လိုင်းတပ်ဖွဲ့များကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်မုရုံမြို့အဝင်းမှာအကြမ်းဖက်စစ်တပ်ကပြည်သူတအုပ်ကိုငွေကြတထောင်နှုန်းနဲ့အတင်းအဓမ္မကောက်ခံပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ9ရက်နေ့မနက်ပိုင်းမှာမုရုံမြို့အဝင်းတိုးကိမ်မှာအကြမ်းဖက်စစ်တပ်နဲ့နိုင်ပြိုင်ကျေးရွာအုပ်ချုပ်ရင်းမှုအောင်မြင်တန်းဥဆောင်တဲ့ပြူစော်တိများကခီးတဲ့တင်ကားများနဲ့ဆိုင်ကယ်များကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်ဆိုင်ကယ်တစ်စီးကိုငွေကြတသိန်းနှုန်းနဲ့ခီးတဲ့တင်ကားများမှလိုက်ပါလာတဲ့ပြည်သူတအုပ်ကိုငွေကြတထောင်နှုန်း အတင်းအဓမ္မတောင်းခံပြီးတော့လူငယ်များဖျက်ဆီးသွားလာပါကပေါ်တာဆွဲဖမ်းဆီးခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မုဒုံမြို့အဝင်တိုးခိတ်မှာစစ်ခွေးတွေနဲ့အောင်မြင်တန်းတို့ဥဆောင်ပြီးတော့စစ်စင်းရေးတွေလုပ်နေပါတယ်။သူတို့စစ်စင်းတွေတို့မှာဖျက်ဆီးသွားတဲ့ဆိုင်ကယ်ရိုင်းကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့တစည်းကိုတသိန်းတောင်းပါတယ်။မပေးရင်ဆိုင်ကယ်ကိုသိမ်းမယ်ပြောတယ်။နောက်ပြီးတော့ခရီးတက်တဲ့ကားတွေပေါ်မှာပါတဲ့ပြည်သူတွေကိုအကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းပြီး တယောက်ကိုငွေကျပ်တသောင်းလုံးတောင်းနေပါတယ်လူငယ်တွေဆိုရင်လဲပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးပို့တိုင်ကြားထားပါတယ်အကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးအောင်မြင်တန်းဟာနိုင်ပြိုင်ကြီးပါအတွင်းမှာရှိတဲ့လူငယ်များနဲ့မြို့ပေါ်မှာနေတဲ့လူငယ်များကို WY ဆေးပြားများပစ်ပြီးတော့ဖမ်းခြင်းများအပါအဝင် အကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းဆီးကလူစားထိုးစစ်မှုထမ်းရန်ရောင်းစားခြင်းများကိုကျူးလွန်နေသူဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်စက်ယုံအလုတ်ယုံတဲခိုကန်းနဲ့ KTV များကိုလည်းအကြောင်းမျိုးမျိုးပြပြီးတော့ဝင်ရောက်စစ်ဆေးကအမျိုးသမီးငယ်များကိုလိမ်ပိုင်းဆိုင်ရာစော်ကားကျူးလွန်နေသူဖြစ်ကြောင်းတရေရရှိပါတယ်ခမောင်။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအများဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ